ဲ့ဘိုင်းဆိုတဲ့ကြောင့်လည်းအလုံးပြောချင်ပါသေးကြောင့်ဘိုင်းစုမောင်တောင်းပါလေဗျာနော်ဘိုင်းစုမောင်တောင်းပါလေအဒီနေ့က၈ရက်၁၇လ2025ပေါ့ဒီတနင်္လာရီတိုင်းဘက်ကဆိုလို့ရှိရင်လောင်းလုံးမှာတပ်မတော်ငါနမ်းမြေရှင်းနေတယ်ချက်ချောင်းထိုးနေတယ် တင်ချောင်းထုံးနေတဲ့အချိန်မှာမောင်းမကန်ဒေတာတို့နောက်တကကမြောင်းကင်းဒေတာတို့မှာတက်မောင်ကတောက်ချောက်စစ်ချောင်းထိုးပြီးနာမည်ရှိနေတယ်အဓိကကတော့ကျွန်တော်ရွေးကောက်ပွဲမှာအေးတကြံနဲ့အောင်းအောင်းမြင်မြင်နဲ့ပြည်သူလူထုတွေအားလုံးပြပြဝဝပါဝဲဆောင်ရွက်နိုင်အောင်လို့ဒါလှုပ်ဆောင်နေတာကိုကျွန်တော်တွေ့ရတယ်ဂွန်တာအာရနဲ့ပီတိဖြာသွားတဲ့ကြိုးစိုးရတယ်ဒီစကိုင်းရွာကိုဝင်ရောက်စီးနေတယ်စီးနေတဲ့အချိန်မှာအကြဘတ်တွေကိုအရှင်လေးရောက်တဲ့တော့ဖမ်းမိတယ်ပြီးတော့လို့တဲ့အတိုင်းဒီနေရာလေးအားလုံးအေးချောင်းလှုပ်ဆောင်ပြီးခဲ့ရတာကိုကျွန်တော်တို့တွေ့ရှိရတယ် တနင်္လာနေ့ကိုင်းလာမှလည်းတွေ့ရှိရတယ်။ကျောင်းတို့ဖစ်ထူတာကိုပြောမှဆိုလို့ရှိရင်တော့မကွေးတိုင်းမှာပေါ့မကွေးတိုင်းဒီပေါင်းမြုံတဲ့အနောက်မြောက်ပိုင်းမှာရှိတဲ့အဲကြီးရွာတွေပေါ့ဗျာအဲ့ကြီးရွာတွေဟိုတောင်တော်ကောင်ကနေကဖစ်ထူတာအလုံးပေါင်းတော့မှ90ရဲ့အထက်ကျောက်ဆယ်အဝဲကျင်တော့အမုံတွေ့ချတာအိမ်ဘက်မှာရှိတဲ့ပေါက်ဘက်မှာရှိတဲ့အကြမ်းဖက်တွေလည်းတော်တော်ဟောတည်ကြတယ်တည်တော့ဘယ်ဟာထွက်တယ်လဲဆိုတော့လည်းမသိဘူးတော်တော်လက်ကြတာဟောဆိုတော့ကျွန်တော်တို့တွေ့ရတယ် ဒီနေရာမှာထပ်ပြောပြအောင်မနော်ဒုသစေဒုသစေမရှိဘူးအဲဒါတမ်လောကဘက်တူရှင်းလင်းလိုက်တာကအကြမ်းဖက်တွေရှင်းလင်းတာဖြစ်တာအကြမ်းဖက်တွေမရှိလို့ရှင်တော့ဒီတမ်လောကဒါဒုံးတွေလည်းလာကြမလို့ဘုံတွေလည်းလာဆရာမလို့အေးတကြက်နဲ့အဲဒါဖြစ်တဲ့နေရာကြီးဆိုတော့မလာပါဘူးဟုတ်တယ်မလားအဲအကြံဖတ်တွေတရှိတဲ့နေရာကိုလာတဲ့အကြံဖတ်ရှင်းမှအဲ့နေရာလဲအေးကြမ်းမှတိုးတက်မယ်အဲရောင်းဝယ်ဖောက်ကောင်းကိုဖြစ်မှာမဟုတ်လို့ဒါကိုကျွန်တော်တို့က အဲ့လိုမျိုးရှင်းလင်းလိုက်လို့ချင်းပြောတာပါဗျာနော်ဝမ်းသာတယ်တေတာဝမ်းသာတာမဟုတ်ဘူးအကြမ်းဖက်ရှင်းလင်းတာကိုဝမ်းသာတယ်အကြမ်းဖက်ရှင်းလင်းအောင်လှုပ်ဆောင်နိုင်တာညီမတက်မတော်လွယ်လို့ကျန်တာမြည်သူတုံးတောင်မှမရှိပါလို့အာမခံတယ်ကျွန်တော်နော်အားကြောင့်ညီမတက်မတော်ကိုထောက်လဲထောက်ခံတယ်အဲကြိုလဲကြိုဆိုတယ်ပြီးတော့ကျွန်တော်တို့ကအားလဲအားပေးပါတယ်နော်အကြမ်းဖက်တော့လုံးဝအားမပေးပါဘူးဒါတော့ကျွန်တော်ပြောပြရစီဒီနေ့မှအဒီမြိုင်တောင်ဝိုင်းမှာရှိတဲ့ အဲကြီးရွာတွေကိုလည်းပဲတောက်တော့ကဒါလေးဟိုနေပါဂျိုင်ကော့ပရာတွေနဲ့ဒါဆုံးမတာကိုလည်းကျွန်တော်တို့တွေ့ရှိနေရတယ်ကြားသိနေရတာရှိတယ်အဲ့တော့ တောင်းတော့ကဒီလိုဆုံးပါလေဒီလိုမျိုးလုပ်တယ်ဆိုတာကဒါအေးချမ်းစေခြင်းနဲ့ဆန္ဒတစ်ခုတည်းနဲ့တိုးလှုပ်တာသူတို့ကလည်းပဲဒီအကြဖက်တွေကိုမြင်အောင်မြင်မှုတော့မဟုတ်ရန်သူတို့တဲ့ဆိုတော့အဖွဲ့အစည်းတစ်ခုကြောင့်သာတတ်မှတ်တာတိုင်းပြည်ကိုကာကွယ်နေတဲ့တပ်မတော်ကဒီလိုအကြဖက်အဖွဲ့အစည်းတွေပေါ်လာလို့ကျသူတို့ရဲ့ရန်သူသာဖြစ်တယ်ဒါပေမဲ့အဲ့မှရှိတဲ့လူတွေကိုသူတို့သိတာမဟုတ်အဲ့တော့သူတို့ကချက်ချင်းမုန်းနေမှရှိပါနဲ့ရန်သူကိုရှင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်တို့ကသဘောကျတာနော်တစ်ဖက်အကြဖက်ကချက်သားဆိုပြီးတော့ချက်မုန်းတာ စေတားဆိုပြီးစေတားနဲ့ပတ်သက်တဲ့အဲဟိုဒလန်ဆိုပြီးတော့သူနဲ့အဖွဲ့မတူတာကိုဒလန်တွေရောဘာတွေကြောင့်လဲပြောပြီးတတ်ပြနေတာဆိုအဲ့ဒါကြောင့်အကျန်းဖက်လို့ကျွန်တော်တို့တတ်မှတ်တာအကျန်းဖက်လို့တတ်မှတ်တာနဲ့အဲမတူသေးဘူးเนาะသူတို့ကဘာဖြစ်လဲဆိုတော့အယက်သားပြည်သူတွေမှာသူတို့ကိုတတ်မလို့ဒေါက်တိုင်းတို့တတ်မလို့ဘာညာလို့အဲ့လိုတွေပြောပြီးတော့မှသူတို့ကအယက်သားပြည်သူတွေကြောင်းဆက်ဆရာမတွေဒါဘုန်းကြီးရဟန်းတန်ခါတွေတတ်ဖြတ်လို့သာနေကျွန်တော်တို့ကဒီကောင်းတွေကိုမကျဝင်နေမှဖြစ်တာလုံးဝမထောက်ခံတာ နော်အကြမ်းဖက်တဲ့အလုပ်ကံကိုကျွန်တော်တို့ကလုံးဝမထောက်ခံတာဖြစ်တယ်ဒါလေးတော့ကျွန်တော်ပြောချင်တယ်အဲ့လိုချတော့ကောင်းတယ်နောက်ဒီပကိုးတိုင်းပဲဆိုလို့စေ KIU ရှိတဲ့နေရာပေါ့ KIU ရှိတဲ့နေရာဆိုတော့အကယ်၍စကမ်းများအမူးလဲခေါ်မူးမြို့နယ်လဲခေါ်တယ်မုံလဲခေါ်တာဗျာအဲ့သူတို့ရဲ့အကြမ်းဖက်စကမ်းရှိတဲ့နေရာကိုတပ်မောင်ကနေဒီဘက်ကအာဒါ drone နဲ့နှလုံးသွားကြွေးတာ ဒုံးနဲ့နှလုံးသွားကြွေးတယ်ဆိုတာ drawbone နှလုံးချတယ်ပေါ့ဗျာအဲ့မှာပါပဲလေဆိုတော့ KIU တရားညောင်းလေးမဲ့ခင်ကောင်ဒီပေါ့အဲ့မှာအာတိတ်ဆုံးတယ်ပေါ့ဒီတမောင်းချင်းကြည့်ရမှာတမောင်းချင်းကြည့်ရမှာအာတိတ်ဆုံးတာညားတယ်တမောင်းကဒါတမောင်းကအဲတိတိကြကြတော်တော်ကြီးရှင်းတာရှိတယ်အဲ့ညမှာခဏခဏသွားရှင်းတယ်အဲ့ဘက်ကတော့တမောင်းထုံးနေရတော့ခဏခဏသွားရှင်းတာကျ တတင်းရလာအဲ့ယောဟန်နေပြီးတော့မှစက်ကြီးလာကောင်းတဲ့ဆိုပြီးပြောပြောတဲ့ချိန်ကျလို့တက်မလို့တတင်းလမ်းပို့လို့ရှင်တက်မလို့ကဒရုန်းဆိုပြီးဒရုန်းသွားချတယ်အဲ့ကောင်လည်းအပြတ်ရှင်းတယ်ဒရုန်းဆိုတဲ့တဲ့မှာမြင်ရတာကိုဒီကောင်လေးသွားလာလှုပ်ရှားတာကိုမြင်တော့အဲ့ဒါတက်မလို့ချလောက်လိုက်ရပြီးတော့ IKI ညောင်လေးပဲခံကောင်လေးတေကြတယ်အဲ့လိုကျွန်တော်နဲ့ကြားသိရတယ်ပတ်ဆက်စက်ကြီးလာကောင်းတဲ့ကောင်လေးပတ်ဆက်လာတောင်းတဲ့ကောင်လေးတေကြတယ်လို့ကျွန်တော်ပြီးတော့လူလာဆွဲတဲ့သူတေကြတယ်အဲ့မှာတော့အဲ၁၀ဦးထပ်မနဲ့တေကြတယ်လို့ကျွန်တော်ကြားသိရတယ်ရှင်တန်ရဲရလို့ကြားသိရတယ် နော်ဒီဘက်သခိုင်းပဲဆိုလို့ရှိရင်သခိုင်းဝက်လက်တို့အဲဝက်လက်ရှိမကာပေါ့အဲ့လမ်းတစ်ချောင်းလုံးလမ်းမောက်အဲ့လမ်းတစ်ချောင်းလုံးကိုတက်တော့ကနယ်မြေချင်းစစ်ကြောင်းတဲ့နယ်မြေတွေရှင်းနေတဲ့အချိန်မှာမြင်းတော်ရွာမှာရှိတဲ့အကျန်းဖတ်တီရဲ့အဲစခန်းနေနေအိမ်နေစုဖွဲ့မှုရှိတဲ့နေရာတွေတော့ကြောင်းဝင်ရောတိမ်ပိုက်ရှင်းနေမလိုက်တာပြီးရောပွဲတိမ်အောင်အဲ့မှာလည်းအကျန်းဖတ်တွေတော်တော်လက်ကြတယ်တည်တယ်ထပ်ပြေးတဲ့လူတွေများတယ်လို့လည်းကြားတယ်ဒီမကြီးကုန်းရွာမကြီးကုန်း အဲမကြီးကုန်းရွာပေါ့အဲ့ဒီမှာဟာရှိတဲ့အကြံဖတ်တွေအဲမိလဲမိတယ်တိတ်လဲတိတ်တယ်ပြည်လဲပြည်တယ်ဒါမျိုးပြောတာဒါမျိုးဖြစ်တယ်အဲ့တော့အဲအကြံဖတ်တွေလည်းတော်တော်များများတိတ်တယ်မကြီးကုန်းရွာမှာလည်းနောက်ဝက်လက်ဒီဘက်အနောက်ဘက်မှာဆိုလို့ရင်ရွာသားကြီးမှာတောက်တော်အထိုင်စကန်းရှိတယ်အဲ့အထိုင်စကန်းနေပြီးတော့မှကဒူးရွာလို့အနောက်မြောက်ဘက်မှာရှိတဲ့အကြံဖတ်စကန်းတွေကို ဝင်ပြီးတော့စီးနေတယ်ဝင်ရောက်စီးနေပြီးတော့တမောင်ကအကြပတ်တွေကိုနှိမ်နေတယ်ရှင်းနေတယ်တုတ်တင်နေအဲဒါမျိုးလောက်တာတွေ့တယ်အဲမှာပါလဲပူကြီးရွာတို့မူကြီးရွာတို့နောက်ကတမာကုန်းတို့အဲရွာတော်ကုန်းရွာရွာတော်ကန်ရွာတို့ရွာတော်ကုန်းရွာလားရွာတော်ကန်ရွာရွာတော်ကန်ရွာနေမှာပါအဲမှာရွာတော်ကန်ရွာတို့နောက်ခါကြတော့တရာဦးရွာတို့ထုံးဖို့ရွာတို့အဲမှာတွေကိုတမောင်ကအားလုံးနှိမ်နေရှင်းလိုက်တာအဲမှာရှိတဲ့အကြပတ်တွေတမ်းရှိတော့ဘူး သိချင်းပြက်စည်းကုန်တော့ဒီနဲ့တော့ပြေးအဲနောက်ဆုံးမိုးကုတ်ကိုပြေးရမယ်ဆိုတဲ့ကြီးမိုးကုတ်ကစုရတေရစုတေရအဲမိုးကုတ်ကိုပြေးရမိုးကုတ်ကလည်း25ရင်းနေဆိုရင်ပလောင်တွေကလစ်တော့မယ်ဆိုတော့အဲအဲ့ဒီအမီဒီကောင်းလေးအမီအရောက်လာကြ25ရင်းနေအမီရောက်လာအမီရောက်လာကြတော့မိုးကုတ်တက်ရင်နေတယ်တန်းတော်က PDF ကြီးပဲဆိုတော့ကောင်းကောင်းထိုးကျွေးလိမ့်မယ်ကောင်းကောင်းခြေမုံးလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ပတ်ဝိုင်းပြီးတော့ခြေမုံးမှာ PDF ကတော့နဲ့တေပဲအိတ်တဲ့ကောက်ထက်လို့ရတယ်เนาะ ိုင်းနာလက်နက်ကိုင်းကြီးကြတော့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်အထင်ပြောတာတော့ဒီကောင်တွေကတော်လန်းနေ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 ကြွန့်ကျင်နေအဲဒါမျိုးတွေရှိတယ်နောက်ကလက်နက်အင်အားတွေပါညာသူတို့စုဖွဲ့နိုင်တဲ့အနေဒါမျိုးကြောင့်နည်းနည်းကြံ့ကြံ့လာဖြစ်ကောင်းဖြစ်တာဒီကောင်တွေအဲဗမာဒီပဒတ်တွေဟောဗမာပဒတ်တွေကတော့အဲမိုးကုတ်ပဲ အဲပြောင်းထမလားဒီကောင်းကြီးပဲပြောင်းထအောင်မိုးကုတ်မှာပဲပြောင်းထမလားတမ်းလို့ပဲဘလောက်တိပြတ်သားမလဲဘလောက်တိရဲရင်မလဲဆိုတာကျွန်တော်တို့ကဆက်လက်စောင့်ကြည့်ရမယ့်အနေထားရှိတယ်ဒီချိန်မှာတော့တမ်းလို့ကမှပြတ်သားရင်တော့အဲဒါပြည်သူလူထုညဉ့်ညင်လိုက်မယ်ဒါချင်းချင်းတွေကတမ်းလို့ပြက်ပြက်သားသားလောက်အပြည်သူလူထုကကျင့်တတ်တယ်ပျော်ရွှင်တယ်စိတ်ချမ်းသာတယ်ဘာကြောင့်လဲဆိုတော့အကျွန်တော်ဒီဘမောဆိုလို့ရှိရင်ယနေ့ချိန်ဒီစုပ်ပြတ်တက်ပြီးစစ်တလင်းဖြစ်နေတဲ့အခါကျတော့တင်းချမ်းကြီးကြာတယ်အဲ့မှာနေနေတဲ့ နေခဲ့တဲ့ပြည်သူတွေစေဘေးတွေရှောင်းအောင်ပြီးတော့အခုဆိုဘွားတွေပြန်ရတဲ့ဗန်ဒီများပြန်ရအောင်လည်းမျောနေတဲ့ကြီးကြီးအာနောင်ချိုလိုမျိုးများပြန်များပြောင်းအောင်လားဆိုတာလည်းမျောနေချက်ကတခုတီဘောတို့လိုနောင်ချိုတို့လိုကြောင်မဲတို့လိုများကြောင်းတွေများပြန်တဲ့ရမလားဆိုတော့ကလေးတွေမျောနေချက်ကတခုတက်ကြီးရောဘွားတွေမှာပြေးနိုင်တော့ဒီကချင်နေ KIA တွေရုံမှာပတ်ဆက်မှုကိုခံရတာတဒုက္ခနဲ့အဲ့တော့သူရဲ့မျောနေချက်ကြီးနေတာတမ်းမလောင်မျောနေချက်ကြီးနေတာအဲ့တော့တမ်းမလောင်ကပြည့်ပြည့်တသားတုတ်တယ်ဆိုသူတို့ရဲ့မျောနေချက်ကပြည့်မှာအဲ့တော့တမ်းမလောင်က ပြတ်သားနေတော့ပြည်သူတွေမပြတ်သားနေတော့ကြည်အောင်ပါပဲဒါပဲပြောလို့ရတယ်ဟုတ်တယ်မလားတမ်လော်ကိုပြတ်သားနိုင်ပါစေလို့ဒါပြည်သူတွေကဆုတောင်းပေးတယ်တမ်လော်သားတွေမသေးမသေးပဲနဲ့ပြတ်ပြတ်သားသားနဲ့ပဲအကြမ်းဖက်ကိုဟိုပြောင်းတဲ့လဲကောင်းရှင်းနေနိုင်ပါစေရှင်းနေနိုင်ဖို့တော့ညီမတိုင်ငံလုံးကမျှော်လင့်နေတယ်အဲ့ဒါကတမ်လော်ရဲ့အဲကာကြောက်ကြီးပုံမှာလည်းမူတီတို့လက်ရှိစစ်တိုင်းမှုတွေစစ်သူကြီးတွေရဲ့အဲပုံမှာလည်းမူတီတာပေါ့အပြည့်အပြောင်းရှင်းလိုက်တဲ့ဆိုတော့ ပြည်သူတွေရဲ့ပျော်ပွဲရှင်ပွဲဖြစ်ပြီးပေါ့ဒါမှအစ်စ်ပြောရမှာတိုက်ပြီးအေဂျင်မှာတိုက်ပွဲမရှိမှဒါတိုက်ပြည်သူရဲ့အစ်စ်ပဲအစ်စ်ပြောရတာ အဲ့ဘမောင်မျိုးသူမျိုးသားကြီးဆိုလို့ချင်းတကယ်ရင်ထဲလည်းမကောင်းစိတ်လည်းမချမ်းသာပါဘူးမနေ့ကဆိုလည်းဖုန်းဆက်ပြီးတော့ပြောနေတာဒီဒါတော်တော်များများရှိတယ်သူတို့တွေဘလောက်ဒုက္ခရောက်နေဒီကြောင်မဲလို့ဒီဘောလိုမျိုးတကယ်လို့ကိုပိုင်ရဲ့တိုက်ပြီးဆိုလို့ချင်းပြောစမ်းပါကျွန်တော်တို့ကရအောင်လို့ပြောရအောင်လို့ဒါမျိုးကျွန်တော်တို့ဒုက္ခတော့မြောက်တော်မှာမို့လို့ဆိုတော့ဟာမျိုးလေးတွေကြားနေအဲ့ဒါလည်းကျွန်တော်တို့စိတ်တော့မကောင်းပါအဲ့ဒါကြောင့်လည်းပဲအဲကျွန်တော်သိရှိတဲ့ အဲအကြောင်းအရာလေးတွေကျွန်တော်ပြန်နေ share တင်မျှဝေပေးတဲ့အစီအစဉ်ဖြစ်ပါဒါနဲ့ကျွန်တော်ကိုကျင်းစံတရားနဲ့ကျွန်တော်မျှဝေပေးတဲ့အစီအစဉ်မှာเนาะမီဒီယာမဟုတ်ပါဘူးမီဒီယာလုံးလည်းလုံစားတာမဟုတ်ပါဘူးเนาะမီဒီယာလည်းမဟုတ်ဘူးမီဒီယာလုံးလည်းလုံမစားဘူးကျွန်တော်ရဲ့အဲတကွေကျွန်တော်ဘာကျွန်တော်သိရှိတာကို share တင်မျှအဲ share မျှဝေပေးတဲ့အစီအစဉ်တာဖြစ်တယ်เนาะအဲအရာလေးတော့ပြောချင်တယ်အဲတချို့ကမီဒီယာမလုံဘူးလားပါလားညာမီဒီယာလုံစားမယ့်အနေထားမဟုတ်ဘူးเนาะ အဲ့တော့မိဘသမားတွေဆော်ကားတာမျိုးကျွန်တော်လုံနေကျွန်တော်ရှိတယ်ဒါကကျွန်တော်ကကျွန်တော်အာပြည်သူတွေတချို့စေဘေးရှောင်းတန်းကြီးကိုမမတွေသိရှိစေခြင်းနဲ့ပြီးတော့တတ်မှတ်ပေါ်မှာအထင်လွဲနေတဲ့သူတွေသိရှိစေခြင်းနဲ့တတ်မှတ်ခုံသိအောင်ကြားခုံသိခါကြားစေအောင်ပြောနေတဲ့သူတွေကိုသိရှိစေခြင်းနဲ့ကျွန်တော်တို့ကမမမမပဲအဲမမကကံပဲပြောတယ်အဲ့တော့သွားသူဘောပဲမမသွားသူဘာပဲလုပ်လို့ကျွန်တော်မသိဘူးကျွန်တော်တို့ကမှားယွင်းတာပြောလာရင်လူတိုင်းကိုထောက်ပြပြောဆိုမှရှိတယ်ဒါပဲ မမယူနဲ့ဗုဒ္ဓဘာသာကိုမစော်ကားနဲ့တိုင်းပြည်မစော်ကားနဲ့တပ်မတော်မစော်ကားနဲ့ and လူငယ်တွေကိုအစိတ်မတိုင်နဲ့ဒါဆိုရင်ကျွန်တော်ကအာဘယ်သူမှမဟိုပြောတဲ့အကြောင်းမရှိဘူးအဲ့လေးချက်တဲ့ကြော်လို့ရင်တော့ကျွန်တော်တို့ကအာဘာဘောမလေးပါညာမယ်လို့ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ကပြောမှာပဲနော်ထောက်ပြမှာပဲရှင်းလင်းမှာပဲဒါလေးကိုတော့သိရှိဖို့လိုတယ်ကျွန်တော်ကမီဒီယာမဟုတ်မီဒီယာသမားတွေကဘယ်သူမှ reaction မလုပ်မှားလာလဲထောက်မှာသူတို့ပြောကြတာပြောသွားတာဟုတ်တာမဟုတ်တာမသိဘူးမှန်တာမမှန်တာမသိဘူးသူပြောကြတာပြောသွားတာ မှားတဲ့လူကလည်းခံတာရှိတယ်။တချို့ဆိုလို့ရှိရင်အဲ့မီဒီယာသမားတွေပေါက်ခဲ့ရပြောလိုက်လို့တချို့အရာရှိစစ်တီတွေအရာရှိတွေတော်တော်များများလည်းပဲအပြဿနာတွေဖြေရှင်းနေရတာရှိဟုတ်တာမဟုတ်တာမသိဘူးဒီကောင်တွေပါဇာတ်တက်ရှိတာထိုင်ပြီးပြောသွားတာ။ဒါကြောင့်ကျွန်တော်တို့ကမှားရင်မှားတဲ့နေရာကျွန်တော်တို့ထောက်ပြမယ်အနေထားရှိတယ်။နော်။ဒါကြောင့်ကိုယ်လည်းမီဒီယာမဟုတ်ဒါကျွန်တော်သိရှိတာဆိုသိရှိတဲ့တိုင်းရှင်းပြမယ်။ဒါကျွန်တော်တာဝန်မယ်လို့ကျွန်တော်အဲခံစားနားလည်ထားတယ်။ဒါလေးကိုပြောပြချင်တယ်။နောက်ဆက်ပြောဦးမယ်။ ပြီးတော့လေရင်းမဘဲမှာဆိုလို့ရှိရင်ရင်းမဘဲမှာဆိုတရပင်ရွာမှာရှိတဲ့အကြက်ဘက်တွေကိုတက်တော့လေချောင်းနဲ့ဆုံးသွားတာအဲမှာကိုတံမဏိလားဘိုတံမဏိလားဘာမဏိလားအဲကောင်လေးပတ်ချလဲကောင်လေးပါထနာလေးသေလိုက်ကြတာနည်းနည်းတော့မဟုတ်ဘူးအဲရင်းမနဲ့တရပဲပါကကြွေးတယ်ကြွေးတယ်တက်တော့မှာတောက်ချောက်တောက်ချောက်အမုန်းကိုဆွဲကြတော့ပြီးတော့နောက်တစ်ခုပြောပြအောင်မယ်တဲ့ဟိုရင်းမပဲတည်စင်ကူတို့ဘာညာဒါမျိုးတွေညာမတရားလို့အဲစင်ကူပဲဆိုလို့ရှင်လည်းဒါရွှေဖြီး ရွာစေကူမျိုးနယ်ထဲမှာရွှေပြည်ရွာအာစာတဲ့အကြောင်းရှိတယ်။အဲ့စာတဲ့အကြောင်းထဲမှာသူတို့ကဘာလုပ်ထားလဲဆိုတော့ဆေးရှောင်းလို့လို့ဘာလို့လို့ညာလို့လုပ်ပြီးတော့မှအအချက်ပဲစကန်းနေဖွဲ့လာတာဖွဲ့လာတာလက်နက်တရောပါလို့ညာတော့အဲဆေးရှောင်းဆိုတဲ့စကန်းနေမှာပဲသူတို့နေတာအဲဒီပြောလို့တဲ့သူတို့နဲ့တကလူပဲဆေးရှောင်းတာလဲအန္တကားရှောင်းနေလို့ရှောင်းတာမဟုတ်သူတို့ကလူတွေသူတို့ခေါ်သွားပြီးဆေးရှောင်းဆိုပြီးတော့အဖွဲ့စည်းပလိုက်တာ အဲ့ဒါရိုးရိုးလေးပဲအဲ့ဒါတွေကသူတို့စီကပဲတည်တာကျွန်တော်တို့ကတော့ပြောပြီးသားတော့ကျွန်တော်ဒီမှာထိုင်နေတာသူတို့ပြောတဲ့ဟာပဲတည်တာတည်တော့ပဲပြန်ချင်းပြန်မှန်တယ်မှားတာဆုံးဖြတ်ကိုကိုမအောင်တော့ရှိတယ်ဆုံးဖြတ်မှန်တယ်မှားတာဆုံးဖြတ်ကျွန်တော်တို့ကအဲ့ရွာချိတဲ့လူအဲ့နေရာချိတဲ့လူကျွန်တော်တို့လမ်းပြောတယ်ပြောတော့ကျွန်တော်တို့ပြန်ပြီးတော့ share တဲ့မျှဝေပေးတယ်ကျွန်တော်တို့ကအဲ့မှာရှိတာမဟုတ်ဘူးဒါတော့တည်ဖို့လိုတယ်အဲ့တော့ရွှေပြည်ရွာစားတဲ့ညောင်းထဲမှာစေဝေးဆောင်စခန်းဆိုပြီးတော့လုပ်ထားတယ်အမှန်တကယ်စေဝေးဆောင်တယ်ဆိုတာ သူတို့ကဒီမှာတိုင်ဝဲတွေဖြစ်တော့အဲ့နယ်မှာသားစုရောမှာအဲသူတို့မိသားစုတွေနဲ့ဒါလက်နက်တွေခဲအနေနဲ့ခြားရတဲ့အမြင်အများမြင်ရတော့ဆေးဝေးရှောင်းပေါ့အဲရွာသူရွာသားပေါ့အမှန်ငယ်ပေါ့အကောင်တော့အကြပ်ပဲတွေအဲ့ဒါတပ်တော်ကဖက်ထုပဲရှင်းလင်းလိုက်တယ်တီလိုက်ကြတာငါးကြိမ်တော့ဖက်ထုတယ်ဆိုတော့ပြောစရာကောင်းမလို့တော့လေချောင်းမဲ့ဖက်ထုလိုက်တာဆုံးသွားတာငါးကြိမ်တော့ဆိုတော့ပြောစရာစကားမရှိတော့ဘူးအဲဘလောက်တော့အကြမ်းဖက်တွေတောင်းကြနေတယ်စူပတ်မှုရနေတယ်တပ်တော်ကတရင်တားကောင်းတယ်တရင်လိုက်တာကောင်းတယ်အဲ့တော့ ဟိုရှင်းပြောလို့ရှင်ဗျာတပီတော့အဲ့မှာဖြစ်တော့ညောင်ကုန်းရောက်မှလည်းထတ်ကျွေးတာပဲအဲအချမ်းဘက်တည်ရှိတဲ့နေရာတွေအဲ့တော့တိုင်းပြည်မှာပြည်သူတွေကအေးချမ်းရှင်နေပြီသူတို့ရှိတဲ့နေရာတွေကိုတရင်နေပြီးနေပြီအဲ့တော့ဒီကောင်တွေမှလက်လက်ချပြီးမှအလင်းဝင်အသက်ရှင်မယ်အလင်းမဝင်အကုန်သေးမယ်ဒါရှိရင်လည်းတောင်တော့ကသလိုလုံးတော့ကိုပြည်သူအကျိုးဆိုတယ်။ဘာကြောင့်ကျိုးဆိုတယ်လဲ။မင်းတို့လာခဲ့လက်တွေ့တိုင်းပြည်အကြောင်းမလို့မင်းတို့ကျန်တာဘာမှမလို့မင်းတို့ပြောတဲ့အန်ယူဂျီတွေဘာယူဂျီတွေဘယ်ကောင်းလဲပြော။မင်းတို့တောင်မှရှိလား။ ပြီးတော့မင်းတို့ပြောတဲ့ဟိုလက်ချီဝါတို့ဘာလို့ဆိုတာဒိုင်းနာဟောနေမင်းတို့အာကုန်းနေလဲဆိုတော့ကလားနဲ့ဒိုင်းနာတွေအာကုန်းနေလို့လုံးလို့မရဘူးတိုင်းမျိုးတတဲမမတိဆောက်ဖို့တော့ကိုပြောတာအဲ့တော့ကျွန်တော်ပြောချင်တာတက်လွန်တဲ့တွဲဟာလားအလေးမဲ့ဝင်ဝင်ဘာပဲလို့ပြည်သူစစ်ပဲလို့လှုပ်ချင်တာလို့ငိမ့်ငိမ့်နဲ့အေးကြက်နဲ့လက်ဆွဲနှုတ်ဆက်ကြရရောက်ရင်ကျွန်တော်တို့ကျင်တယ်ပြီးတော့ဒီကောင်လေးပြောနေတဲ့အန်ဂျီဆိုတာလည်းဘယ်မှာနေမှန်းကိုမသိတာ ဒီရန်ကုန်တိုင်းနဲ့ဟိုနေမမြန်မာပြည်ထဲမှာရှိရဆိုဘယ်တိုင်းမှာရှိရမမနဲ့ကျွန်တော်မလို့ရုံးဆောက်တယ်ဘာလို့တိုင်းကြောင့်တော့ကျွန်တော်မလို့တိုင်းပါဆိုတော့ဒါဆိုစိတ်ဝင်စားနဲ့စောင့်ကြည့်အောင်မနိုင်ငံသားတွေမှာပြဿနာတောင်းလုံးတယ်ဒီကောင်လေးကအောက်မှာယူထပြီးတော့ရှောက်ပြီးတော့ကြီးလိုက်တော့ရွာသူရွာသားတွေစာရတော်မှာတပ်ပုံမှအောင်မရင်းနိုင်တဲ့သူတွေဖြစ်တယ်ဒါမှမဟုတ်တစ်ခါလေကျွန်တော်ကောမန်လည်းမှာမင်းကကြော်မျိုးပဲကိစ္စပြောတော့ကောမန်တွေစောက်တော်လို့တွေလာရေးတဲ့ကောင်တွေရှိသေးတယ်တပ်ပုံမှမှဘာမှမှညာမှမှနဲ့ပြီးတော့ဟိုငါဇီရိုဘက်ကကောင်တွေပါဝင်လာသေးတယ်အောင်မှာကြော်မျိုးဘက်ကပါတယ်ပေါ့ဒီမှာပါမှာပေါ့ဒီကောင်တွေကြော်မျိးနဲ့တစ်ဖွဲ့လေးတွေဥစား တဖွဲ့လေးတွေပဲဒါရှင်းနေပဲတတော်ခေါင်းစင်းကကြစင်းအောင်လုပ်ကြတယ်ဒီလိုပဲအကြံပေးအဖွဲ့ပဲကျွန်တော်ပြောမှာဒါပြီးကျွန်တော်တဖိုင်ထက်ရှင်းအောင်မယ်နော်အဲ့တော့ကျမ်းမာစီတောင်စုမကောင်တောင်းပါလေဒါကျွန်တော်နောက်တဖိုင်ထက်ပြောပေးမယ်နောက်တဖိုင်မှာအများကြီးပါလိမ့်မယ်နော်အခုအချိန်ပြည့်သွားပြီအဲ့လိုကျမ်းမာပါလိမ့်